အဲဒါမှရှိရဲ့ပရဲသည့်နောက်တွေကိုပြက်ပြက်သားသားနဲ့ပေါ်တော့ရှင်းလင်းရမချင်းတော့ပါဘူး။ဒါမှကျွန်တော်တို့ကခင်ဗျတပ်တော်ဖြစ်မယ်။ဖွင့်ရေးတုံးရတဲ့ပြည်တော်တပ်တော်ဖြစ်မယ်။ဒုတာဝင်အရေးတော့ပါဘူး။ဖိတ်ထားတဲ့တပ်တော်ဖြစ်မယ်။လူဦးရုံကလူတွေကိုယူနီဖောင်းပေးဝတ်ပြီးကင်းလင့်နေရတဲ့ဘဝဒီစော်ထီးတွေဂျန်ကတုံးပင်းကယ်ဒီသမားတွေလူမိုက်ပြီးတခိုးချမိုးတွေကိုအခွင့်အရေးပေးပြီးကင်းပတ်နေရတဲ့ရင်ကုန် မတိမွတ်တယ်ငါတို့ကိုယ်ဟယ်လိုချရမီဝပီတူညီကိုမော်မာမားအလုံးမင်္ဂလာပါ news bit channel ကနေပြန်မှကြိုဆိုလိုက်ပါရစေ2025ခုနှစ် match လ23ရက်နေ့ super sunday မနေ့ပိုင်းမှာကျွန်တော်နောက်ဆုံးကြားသိရတဲ့တလန်တရင်ကောင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီနေ့မနေ့ပိုင်းမှာနောက်ဆုံးရှိထားတဲ့တလန်တရင်ကောင်းတွေပြင်ပေါ်မိုက်ခွဲပါနော်ခြေခွဲလာမယ့်တနေ့ကျွန်တော်နေကြမှာမလို့ကျွန်တော်နဲ့တူစာဆုံးကြိုဆိုပေးချဖို့အားလုံးကိုဖိတ်ခေါ်လိုက်ပါရစေ ပထမဆုံးနဲ့ကျွန်တော်ခတိုင်းလိုပဲတရင်တိုလေးလေးကြည့်လိုက်ရအောင်နော်ပထမဆုံးတရင်တဘိုးအနေနဲ့ကတော့မန္တလေးတိုင်းမြင်းချံမြို့နယ်စုံရပြူစောထိစခန်းအနီးရခင်တဲတော်လိုင်းတစ်ဖက်တွေထောင်ထားတဲ့မိုင်းနေမိပြီးတော့မှပြူစောထိတွေမိုင်းထိတည်ဆုံးတန်ရာရရှိတာတွေရှိတယ်ဆိုပြီးတော့မှရွှေချိုးဖြူပြည်သူ့ကာကွယ်တပ်ဖွဲ့ MGN ရဲ့ထုတ်ပြန်ချက်ပဲဖြစ်ပါတယ် တို့ပြောစော်ထိဖွဲ့မင်းမရှိုးခင်အရင်ကတို့ရွာနီးကရခင်ထဲမှာလုံငန်းဝင်လို့နေတာကိုကျွန်တော်တို့ PDF တွေကနေပြန်မဝင်ပြီးတော့ဖမ်းတာမှာအပြန်အလှန်ပြစ်ခတ်မှုဖြစ်ခဲ့သေးတယ်။အဲ့ဒီနောက်ကျွန်တော်တို့ဘက်ကနေပြန်မတို့ရခင်တွေထဲမှာမိုင်းတွေထောင်ထားခဲ့တာ။နောက်ရကျတော့အင်အား20ပါရက်စစ်ကြောင်းနဲ့တို့ရခင်တွေထဲကိုမီးတွေပတ်ရှို့တာ၊ချုံကိုဆရာမရှိအောင်မီးရှို့တာပေါ့။အဲ့လိုမျိုးမီးရှို့နေတဲ့အချိန်မှာ ပြောင်းပုံထဲမှာကျွန်တော်တို့ထောင်ထားခဲ့တဲ့မိုင်းထခွဲပြီးတော့မှသူတို့ပြန်ထိသွားတာပေါ့မီရှိုလိုက်တော့ထဖောက်ကိုတွေ့တဲ့ဆိုပြီးတော့မှရွှေချုပ်ဖြူပြီးတော့ကွယ်တဖွဲ့ကနေပြီးတော့မှပြောဆိုထားတာပဲဖြစ်ပါတယ်မိုင်းပေါက်ွယ်ထိမှလို့ပေါ့နော်ပြူစော်ထိတယောက်တည်ဆုံပြီးတော့မှနေရပါဆိုရင်ထိခိုက်တဲ့ရရှိခဲ့တယ်လို့ကျွန်တော်နောက်ဆုံးချက်တရတာပဲဖြစ်ပါတယ်ရောင်ကောင်းတဲ့တည်ရင်ကောင်းလေးပဲပေါ့နော်မြို့ပါပြည်သူတွေကတော့အခုလိုမျိုးကျွန်တော်ကြည့်ရနေပြည်သူတွေရဲ့စားနပ်ရိက္ခာတွေရခင်းတွေကိုဖြစ်လို့ဖြစ်စင်းနေပေါ့နော်လွတ်ဆောင်နေကြတဲ့ပြူခွေးတွေတည်ဆုံတာဝန်တာရရလိမ့်မယ်လို့မျှော်လင့်မိပါတယ်နောက်ထပ်တည်ရင်တဲ့ဘိုးအနေနဲ့ကတော့ စကိုင်းတိုင်းကလေးနဲ့တမူခင်တွေပါဝင်တဲ့ကဘော်ဒေတာလူမျိုးရေးအထူးဦးစားပေးဆောင်ရွက်နေကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ကောက်ဝေးဝန်ကြီးဌာနကနေပြီးတော့မှပြောဆိုလိုက်တဲ့သတင်းပဲဖြစ်ပါတယ်။ကဘော်ညီနောင်ကမ်ပိန်းဖွံ့ဖွဲအခမ်းအနားကိုမလ22ရက်နေ့ညပိုင်းမှာကျင်းပခဲ့ပြီးတော့မှဝန်ကြီးဦးရင်မွန်တယောက်ခဲ့ပြီးတော့မှအခုလိုမျိုးပြောကြားခဲ့တာပဲဖြစ်ပါတယ်။ကဘော်ညီနောင် project ကိုမလ22ရက်နေ့ကနေစတင်ပြီးတော့မှ April 20ရက်အထိတက်မှတ်ထားပြီးတော့မှရောင်းပုံငွေ7,000ရရှိရေးရှာဖွေဖို့ရည်ရွယ်ထားတဲ့ဆိုပြီးတော့ကျွန်တော်တို့တည်ရတာပဲဖြစ်ပါတယ်။ ။ချင်းရမြင့်တဲ့အိန္ဒိယနဲ့ဆက်ကြချန်ဝန်းလွန်ပြင်ဒေတာဖြစ်တဲ့ကဘော်ဒေတာဆိုမှတ်တဲ့စစ်ဒေတာရဲ့အရေးကြီးတဲ့ဒေတာဖြစ်ပြီးတော့မှအဲ့ဒီဒေတာမှာကလေးနဲ့တမိုးမျိုးတွေပေါဝင်ပြီးတော့မှဝန်ကြီးဦးအီမွန်ကပြောဆိုထားတာပဲဖြစ်ပါတယ်။နိုင်ငံရေးနဲ့နိုင်ငံခြားရေးကုံတော်ရေးနဲ့စေးရတမိုင်းတက်လျှောက်ရေးပါခဲ့တဲ့ကဘော်ဒေတာကိုလူမျိုးနေပြီဖြစ်ရေးဦးစောပေးဆိုရင်ဖြစ်ရှိတယ်ဆိုပြီးတော့မှတောင်းနေပြီးတော့မှထားလောင်းပြောကြားထားတာပဲဖြစ်ပါတယ်။ကျွန်တော်အရင်ရက်တွေတုန်းကပေါ့နော်ဒီအိန္ဒိယလူတော်မကနေပြီးတော့မှသူတို့ပြည်နယ်ထက်ကိုထပ်မံပြီးတော့မှ ကဘောချန်ဝမ်ကိုထက်သွင်းဖို့တောင်းဆိုပြီးပြချင်မှာပဲကျတော်တို့ကလည်းပြတမဒီလိုမျိုးလက်တော့ပြန်ဆောင်ရလာတာကိုတွေ့ရပဲဖြစ်ပါတယ်ကျတော်တို့လည်းဒီကဘောချန်ဝမ်နေသားမှာတော့ဈေးပြင်းစမှုတွေဒီတဲ့ပုံပြမလောက်လာဖို့ရှိသလိုစက်ကောင်စီနဲ့ပေါ့နော်ပတ်သက်သူမှန်သမျှကိုလည်းခုဆိုရင်ရှင်မုံဖို့အတင်းပြင်းစင်နေကြတာပဲဖြစ်ပါတယ် ကဲကျွန်တော်ဒီနေ့မနေ့ပထမဆုံးအနေနဲ့ကျင်းပါကတော့အခုဆိုရင်ကျွန်တော်ရန်ကုန်ထိုးစစ်အရလက်မကြခင်မှာစတော့မှာဖြစ်ပြတော့မှာပေါ့နော် drone တပ်ဖွဲ့တွေရာဆိုရင်လက်အသိပြင်ဆင်နေပြီဆိုတဲ့အကြောင်းကိုဆရာလူမြတ်ကျော်နေပြတော့မှာမျိုးပါပြီသူတွေအတွက်တရင်ကောင်းလေးပြောထားတာပဲဖြစ်ပါတယ်ဆရာလူမြတ်ကျော်ဘယ်လိုမျိုးတွေပြောထားအောင်လဲဆိုတာကျွန်တော်စာကြည့်လဲရအောင်နော်ရန်ကုန်ထိုးစစ် AR တိုင်းနဲ့တွဲပြီးရန်ကုန်ထိုးစစ်ဘုံနေဖြစ်လာနိုင်ချေရှိတာဘုံမျိုးမှာတကြောတက်တယ်ကျွန်တော် light talk ကြည့် သွားပြောတာမဟုတ်သွားမေးတာမဟုတ်ဘူးကျွန်တော်ကြောင့်မြေပုံကြည့်နေတာဆိုတော့တော့ကြာနေခင်ဗျားလို့ပြောလို့ရန်ကုန်မှာအေးစင်းနေစစ်ပြီးအနေကျပါပြီဖြစ်ကုန်မှာဆိုလို့ရန်ကုန်ကို drone မူရီရွာချတော့မလားလို့စိတ်ထဲမှာဖြတ်ကလေးတွေးမိတယ်ဟောတော့ရန်ကုန် drone တပ်ဖွဲ့နဲ့ရန်ကုန်တပ်တွေပူးပေါင်းနေဆိုရန်ကုန် drone တပ်ဖွဲ့ဆိုတာအစ်စ်ဖွဲ့စည်းလိုက်တဲ့ drone တပ်တော်ကြီးတခုဖြစ်လိမ့်မယ်လို့ကျွန်တော်ယူဆတယ်ကျွန်တော်တို့ campaign ရမယ်ကတော့ federal wing လို့အစရှိတဲ့တိုက်ပွဲတွေ့ကြုံချစ်ချက်ပြီးသား ဒုံးတက်ပွဲတွေအဲ့တော့ကျွန်တော်တို့မစစ်တပ်ဟာဆက်တက်လေဒီဒီဒရုန်းတွေကိုဘလကောင်းတယ်တွင်းနေကြတဲ့အုံပြုပြီးတော့တံပြန်ခန်စစ်တွေတံပြန်ခန်စစ်ရှင်တွေအဲ့ဒီနောက်ချို့တို့ထိုးစစ်တောင်ဝင်မှုပြင်နေတယ်ဆိုတာမျိုးတွေတိကြားရတယ်အဲ့တော့ရန်သူရဲ့အားအနေဆုံးရန်သူဟာ AOD ကို AOD လေးမျက်နှာတာပေါက်ဒီကြောကိုစစ်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 ဆိုင်နေရတယ်နောက်တစ်ခုကမကွေစစ်ဆိုင်နေရ နောက်တစ်ခုကပကိုးပြည်ပတော်အုတ်ရှိပင်ညောင်ကျိုးညောင်ချီတော့ကပ္ပစရမကြည်တော့ဆစ်ဆိုင်နေရနောက်တစ်ခုကဗမောဗမောမျိုးမကြည်စကားက27မကြည်တော့အသေးတန်ဆစ်ဆိုင်နေရနောက်တစ်ခုကဖလန်းဖလန်းမှာပြင်းပြင်းထန်ထန်ကိုခုကန်စစ်ခုကန်ခုကန်နေရတယ်မတာမပေါ်မှာဆိုလို့ဖလန်းနောက်တစ်ခုကပေါ်လကဲမိုးပြေဘူးအဲ့ဆိုတော့ဒီလိုအခြေအနေကြီးဖြစ်နေတယ်လို့တပတ်မှာရန်ကုန်အမြန်လမ်းပြပေါ်ကိုတက်ပြီး မိုင်းနိုင်မဏိက319 318ကိုတတိကတက်ပြင်းတာမတော့ပေါ်တာတော်တော်များများငါတို့တရင်လေးကြားလိုက်ပုံပါပို့စစ်တောင်းကိုဖျက်တိုက်တာအကုန်မတာပေါ်တာမျိုးဒီလိုအခြေအနေကြီးဖြစ်နေတဲ့အချိန်မှာအယောင်တိုင်းနောက်ဖက်တရားရီအယောင်တိုင်းရဲ့အယောင်ရီ sorry အယောင်ရီညရဲ့နောက်ဖက်ကန်းတစ်ခုလုံးတိမ့်ပိုက်ကြဆိုတဲ့အယူဆတစ်ခုရည်တမှုတစ်ခုကျွန်တော်တွေ့ရပါတယ်တစ်ခါမှရန်ကုန်ကို စစ်မြေမှာလည်းအများကြီးဖြစ်နေတော့ကနန်းမျက်စိပြူဟာလို့အာနေဆုံးဖြစ်နေတဲ့အာနေဆုံးဖြစ်နိုင်တဲ့လူဦးရုံကလူတွေကိုယူနီပေါင်းပေးဝစ်ပြီးကင်းလိမ့်နေရတဲ့ဘဝပြူစောထီးတွေဂျန်ကတုံးမိတ်ကယ်ဒီသမားတွေလူမိုက်တွေတခိုးချဘိုးတွေကိုအခွင့်ရေးပေးပြီးကင်းပတ်နေရတဲ့ရန်ကုန်မတည်ဘူးမတည်နေငါတို့ကုန်တည်နေ ဘယ်သုံးဘိသမားကဘယ်မြို့နယ်မှာဘယ်ဂိတ်ထိုင်ပြီးတော့ဘယ်မြို့နယ်ကဘယ်ဂိတ်ကသုံးဘိသမားတွေဟာစစ်ကောင်စီတရင်ပေးပြီးပူပေါင်းကင်းလင်းနေတာကစကျွန်တော်တို့သိတယ်ထားလိုက်ပါကျမတို့ကင်းပတ်ကားတွေရန်ကုန်ကင်းကိုပတ်နေရဲကင်းပတ်ပါလေဆိုရင်စစ်ကောင်စီကားတွေအဲ့ဒီမှာလူအိုစစ်သားဗနယောက်ပါပြီးသူစောတိဗနယောက်ပါပြီးဘယ်ရက်ွက်အုပ်ချုပ်ရေးမှုပါတယ်ဘယ်ပြူစောတိပါတယ်ဘယ်တရင်ပိတ်ပါတယ်ဆိုတော့မသိဘူးမသိဘူး ဆယ်လမဲ့ကြောရပါနော်ကျော်မီဘပီတူတွေအတွက်ရန်ကုန်မှာဆိုရင်စစ်ကောင်စီကိုဖြူချနိုင်မယ်ဆိုတော့ပေါ့နော်စစ်စင်ရေးတွေလာဖို့ရှိတယ်ဆိုတဲ့အကြောင်းပြောဆိုထားတာပဲဖြစ်ပါတယ်ကျော်မီဘပီတူတွေနေရတော့အခုဆိုရင်ပေါ့နော်ဒီရန်ကုန်မြို့ထုဆစ်တယ်ဆိုမှကြခင်လာတော့မှာမလို့ပြင်ဆင်တင်တာတွေပြင်ဆင်ပြီးတော့မှာပေါ့နော်တော်လန်တရင်းကိုနောက်ဆုံးဖို့လုံနေပြီးပဲဖြစ်ပါတယ်အခုချိန်မှာတော့ကျော်တို့တွေနဲ့ ဒုတဖွဲ့တွေကိုလည်းအတင်းပြင်ဆင်ထားပြီးတော့မှကျတို့ကျန်နေပါတော့။ဒီ every time ကအေးရင်ပုံးတဖုံတွေဝင်လာမဲ့ထုတ်စစ်နဲ့ပူပေါင်းပြီးတော့မှရန်ကုန်မြို့ထိစန့်ချီနိုင်မလားဆိုတော့ကျတို့ဆုံးချက်မှာပဲဖြစ်ပါတယ်။အခုချိန်မှာတော့မြေပြန့်ဒေတာတော်တော်များများမှာကျတို့တော်လိုင်းရဲစုတွေစူပေါင်းပြီးတော့မှပါတော့။စစ်ကောင်စီတဖုံတွေကိုထုတ်စစ်ဆင်တိုက်ခိုက်နေတာပြုံးမှာကြာခင်မှာတော့ကောင်းမွန်တယ်ပါတော့။တရင်တွေမြေပြန့်ပြတို့တွေတက်ချဖို့ရှိတာဖြစ်ပါတယ်။ ကဲနောက်ထပ်ဗီဒီယိုတပုတ်နေနဲ့ပေါ့နော်ကျွန်တော်ခုဆိုရင်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကငပြတ်နေပြီးတော့မှတထဲမှာကို9နဲ့9 6ပဲကျွေးနေတယ်ဆိုပြီးတော့မှဒီစစ်ခွေးတကောင်ရဲ့ဝန်ခံပြောကြားချက်လေးကိုတင်ဆက်ထားတဲ့တဲ့ရင်ကျွန်တော်တို့စစ်ပြီးတော့မှကြည့်လိုက်ရအောင်နော်ဒီတစ်ခါမှာတော့ကျမတို့ဒေါနာ TV ရဲ့တက်မတော်တွေကစကားသံအစီအစဉ်အနေနဲ့ရပါခကစစ်တီတူရင်ဖွင့်လာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်။ကျွန်တော်ကတောင်ကြီးအခြေစားအရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်လောက်ခန့်တက်အမတ်တဲတဲခိုရေးစခန်းမှာစေယုံစင်းနဲ့တဲခိုနေသူစစ်တီတယောက်ပါ နေတိုင်းနေတိုင်းငားနဲ့ငချောက်ပဲကျွေးနေပါတယ်။မနဲ့ထမင်းကြော်ဆိုရင်လည်းထမင်းကြော်မဟုတ်ပါဘူး။ထမင်းချောင်းကိုစီနဲ့စားနဲ့နေထားတာပဲပြီးတာပါ။ဒါတွေကိုတဲခိုရေးစကန်းကအရာခံဖို့ပိုလေးဝင်းဦးကိုတရင်ပို့ခဲ့ပေမဲ့လည်းဘာမှထူးခြားလာတာမရှိပါဘူးအရာခံဖို့ဝင်းဦးကိုတိုင်းကလည်းသူ့အရာမူလာရင်သူစိတ်မထင်ရင်မထင်သလိုတန်းစီကွင်းမှာထိုးကျိတ်ပ ਾਇ ရိုက်တာတွေလုပ်ပါတယ်စာရေးတာတာဝန်ကတော်လို့စိုးနေပြီနော်ဇော်မင်းလက်ကလည်း တခါတလေသူအရမူးလာရင်ထမင်းလာယူသူတွေကိုဆဲဆိုပါတယ်။သူမိမကလည်းဆဲပါတယ်။ဒါတွေအထက်လူကြီးတွေတည်အောင်ပြောပြပေးပါလို့စာရေးသားပေးပို့လာပါတယ်ရှင်။ကျမတို့အစီအစဉ်ဟာတမတော်သားအရာရှိစစ်တီတွေအိမ်အောင်တဲ့ရဲမေတွေရဲ့အခက်အခဲတွေကိုအများကတည်အောင်တင်ဆက်ပေးနေတဲ့အစီအစဉ်ပဲဖြစ်ပါတယ်။တမတော်သားအရာရှိစစ်တီတွေအိမ်အောင်တဲ့ရဲမေတွေအနေနဲ့ကျမတို့အစီအစဉ်မှာပါဝင်ခြင်းရဲ့ message box ကနေတဆင့်စာပေးပို့ပြီးပါဝင်နိုင်ပါတယ်။ ပေးပို့လာသူတွေရဲ့အချက်အလက်တွေကိုကျမတို့အဖွဲ့သားတွေကလိုအပ်ပေးထားမှာပဲဖြစ်ပါတယ်ရှင်။ခုဒီမှာကျတို့ကြားတဲ့အတိုင်းပဲပါနော်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့အောက်ချင်မှာဆိုရင်ဒီထမင်းတိုးတွေစားလိုက်အခုဆိုရင်9.6ပဲကျွေးပြတော့မှာပါနော်စစ်တိုက်ခိုင်းနေတယ်ဆိုတဲ့အကြောင်းတွေကိုကျတို့ကြားသိနေရပဲဖြစ်ပါတယ်ဒါကအတော်လေးကိုဆွေးနွေးနေတာပြပြမှာဒီအထက်ရရှိရဆိုရင်ပါနော်သူတို့ကိုကျွတ်အတွက်စီးပွဲတွေအပြိုင်လို့နေကြတဲ့အချိန်မှာအောက်ချင်ကောင်တွေကတော့ဘူးမသိဘာမသိပဲနဲ့ကျတို့တော်လိုက်တပ်ဖွဲ့ဝင်တွေပေါ့နော်မဲမဲမြင်ရဆိုပြပြမှာဆဲဆိုပြပြမှာတိုက်ခိုင်းနေတာကိုတွေ့ရပဲဖြစ်ပါတယ် တကယ်တမ်းတွေးကြည့်မယ်ဆိုတော့သူတို့ဘဝကတော့ဒီမြောင်းထဲရောက်နေတယ်ဆိုတော့သူတို့ကိုယ်တိုင်မသိရှိသေးပဲနဲ့ပေါ့နော်အခုလိုမျိုးသူတို့နဲ့ခံရတဲ့အချိန်ကြမှာကျွန်တော်တို့ပြည်သူတွေဘက်ကဝင်ချတောင်းပန်ပြီးတော့မှအော်နေကြတာပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဒီဘောမိုက်ကွက်ပေါ့နော်ဘူလီလာဆွေရနေပြီးတော့မှတပ်မတော်အနေနဲ့ခုဆိုရင်ပြပြတတကိုင်းတွေတင့်နေပြီးစူပါမားပေါ့နော်ခြေကွက်လောက်မြဲနေတာပဲဖြစ်ပါတယ်ဒီကောင်ဘလိုမျိုးတွေပြောအောင်မလဲဆိုတော့ကျွန်တော်တချက်လောက်ကြည့်လိုက်ရအောင်နော်ဒီနေ့က20နဲ့2ရက်ပေါ့နော်24 25 26ကိုတဲ့ ် MICC 2မှာနေပြီးတော့မှနေကြရေးဆွေးနွေးပွဲရှိတယ်တဲ့အဲ့တော့ဘာလို့ရမှာလဲအဲ့ဟာစံမျောကြီးဗျစံမျောကြီးဖြစ်နေကြာပြီဆွေးနွေးရလဲကြားလိုက်ဒီကိုလာခြင်းနှကောင်းလားမလားခြင်းနှကောင်းမလားနိုင်ငံရေးပါတီတွေလည်းလာတယ်အကြီးစားတမတော်ရရှိကြီးများလဲတက်တယ်ဒီခါလို့မှ3ရက်ဒီခါလို့မဲ့3ရက်က နည်းနည်းကျန်ကျန်ပြတ်ပြတ်ဆွေးနွေးမဲ့သဘောပေါ့နော်အဲ့တော့ဒီအချိန်မှာဒီလိုဇက်မျိုးကြီးဖြစ်နေတဲ့ကျွန်တော်အမြင်ပြောရရင်တော့တမန်တော်ကပြတ်ပြတ်သားသားတစ်ခုခုပြောဖို့လိုပြီလို့ကျွန်တော်ထင်တယ်တိတိတက်အချိန်ဆွဲဖို့မကောင်းတော့တမန်တော်ကပြတ်သားဖို့အချိန်တန်ပြီဘိုလေလာဆွေတောင်းပါပါနော်အမြင်မှအခုဆိုရင်နည်းနည်းပေါ့ပါရနေတာဖြစ်ပြမမြောင်းလိုက်စစ်တက်က တတန်းရှုံးနေပြီဆိုတဲ့အကြောင်းကိုတဖက်လက်နဲ့ဝန်ခံပြောဆိုတော့တာပဲဖြစ်ပါတယ်။မြောက်လိုင်းဘက်ကနေပြမငင်းချရေးပါနော်။ကားလမ်းမှုတွေဘလောက်ပဲလို့လို့သူ့အနေနဲ့ကတော့အခုဆိုရင်ရေကောက်ပွဲဝင်ပြီးတော့မှသမရလှုပ်ချင်လို့လို့ကိုကျတို့ဒီတိုင်းသားလေးနဲ့ကင်တွေရတဲ့လောက်အဆူဆီပြီးတော့မှဒီလိုမျိုးပေါ့နော်။တိုင်းပြည်ကငင်းချနေတဲ့ပုံစံမျိုးနဲ့မဲရီများကြီးရဖို့စ조사နေတာကိုတွေ့ရပဲဖြစ်ပါတယ်။ကျတို့ပြည်သူတွေကတော့ရှင်းနေပါနော်။မြောက်လိုင်းတို့မပြုတ်မချင်းတိုက်ထုတ်သွားမှာပြမခုဆိုရင်လဲစကောက်စီတဖို့နေရှိတဲ့နေရာတိုင်းကိုကျတို့ဘက်ကနေပြမစူပေါင်းတော်လိုင်းအင်အားနဲ့တိုက်ထုတ်နေတာပဲဖြစ်ပါတယ်။ ကဲနောက်ထပ်ဘောမတကောင်ဖြစ်တယ်ပေါ့နော်မင်းသားကြီးဆိုတဲ့ငနယ်ကနေပြတော့မှလဲတက်တွင်းမှာရှိတဲ့ဖရဲသီးတွေကိုဖော်ထုတ်အရေးယူသွားမယ်ဆိုပြတော့မှအားချောင်းထားတာပဲဖြစ်ပါတယ်ဒီကောင်ရောဘယ်လိုမျိုးတွေအပြောင်းအလဲပြောင်းစားပြောမလဲဆိုတော့ကျွန်တော်စပြတော့မှကြည့်လိုက်ရအောင်နော် CRPHND အဲ့ရပေါ်ပေါက်လာတဲ့ PDF အဖွဲ့စည်းတွေကိုကျွန်တော်တို့ကရှင်းနေတယ်တောင်မှာရှိတဲ့တိုးရဲ့မွေးသားလားလက်နက်ကင်အဖွဲ့တွေတော့ဒီ CRPHND ပေါ်ပေါက်လာတဲ့ PDF အဖွဲ့တွေကိုမတ်တမလုံးနေနဲ့နော်ရှင်းလင်းတုတ်တင်နိုင်မှာမလားအင်းအဲ့ဒီတောင်မှာရှိတဲ့ လေကတော့ကြီးတယ်နော်အေဂျင့်ဆိုတဲ့အမျိုးရဲ့ဝင်ပြီပြန်လဲဝင်ရောက်ပြီးတော့သူတို့ရဲ့မူလလုတ်ကန်ခွန်းလန်းတွေကိုလုတ်ကန်နေကြတာဖြစ်တယ်တိုက်ပြာဒီနေ့20 20ဆက်ခွန်စစ်စင်ရေးမှာကျွန်တော်တက်မှာရှိရဲ့ဖယ်သီးလောက်တည်နေအတူဘောနော်အပြင်မှာကျွန်တော်ခုနပြောခဲ့တဲ့ပြည်ကဝင်စားသားတွေဒီအနောက်နိုင်ငံတချို့ရဲ့ထောက်ပံ့မှုတွေရည်တည်နေတဲ့ဒီ CRPH NG အဲ့ပေါ်ပေါ်က PDF ဖွင့်နေတာတော့တက်မှာတော့အတွင်ရောအပြင်ရောတိုက်နေရတာနော်အဓိကတော့ ကျွန်တော်တက်ထားမှရှိရယ်ဖယဲသီးလောက်တွေပဲဒီဖယဲသီးလောက်တွေကိုဖော်ထုတ်ရှင်းလင်းနိုင်ပြီဆိုရင်ကျွန်တော်တို့ကအတွင်းထဲကရန်တွေကိုမရှိတာဖြစ်တဲ့အတွက်အပြင်ကရန်တွေကိုပြက်ပြက်သားသားနဲ့ခြေမုံတုတ်တင်ရှင်းနိုင်မှာဖြစ်တယ်အဟမ်းညကျွန်တော်ပြောတဲ့ကျွန်တော်ရဲ့လိုက်လေးကနည်းလေးတော့ခက်ထန်မာကျော်ပြီးတော့ကြက်တန်းကြက်တန်းပဲဒါနဲ့ဒါတွေကတကယ်အဖြစ်မှန်တရားတွေဖြစ်တဲ့အတွက်ကျွန်တော်တို့ကပြောသည့်ပြောတိုင်းလိုတိုင်းတိပီသည်ကဘာသည်တက်ပြောတာတခြားမှာရှိရဲ့အရာရှိဖယဲသည့်လောက်တွေ မတို့ဘာလို့လို့ကျွန်တော်အဖေတီးခဲ့ကျွန်တော်ဘာတီးအဲ့ဒါလေးကိုတက်တည်နေနေမင်းဟရထုတ်ပြောမယ်ဒါနဲ့ကျွန်တော်လိုက်နေတဲ့အရာရှိကြီးရဲ့နာမည်တွေတော့ကျွန်တော်ထုတ်မပြောဘူး။အားကြောင့်ဆိုတော့ဒီတခါကျွန်တော်တို့ပေါ်ရွှေရှင်လေးမဲ့ဖေးရည်လောက်ပြာတက်တော်ထဲမှာကောင်းတဲ့ထီကိုဖြစ်သွားမယ်။နော် ကတက်မှာတက်သွားတယ်တက်တော့လေရရရှိရဲကိုရေးချက်လေကျွန်တော်တို့ဖေ့စ်ကြီးကိုပို့ထားတယ်ဒါမြင်အဲ့ခတကိုအဲ့တရင်ပို့လိုက်ရရှိရဘယ်သူစုဟာဒီနေ့ကျွန်တော်အဖေလည်းတည်တယ်ကျွန်တော်အဖလည်းတည်တယ်အဲ့ဒီရရှိဘာဖြစ်သွားမလဲဆိုတာစောင့်ကြည့်ပါတော့။ဘာလို့ဒီစကားမင်းသားကြီးကတက်ပြောလဲဆိုတော့တရမ်းမှာရှိတဲ့ပရေသည့်လောက်တွေကိုပြက်ပြက်သားသားနဲ့ပေါ်တော့ရှင်းလင်းရမချိန်တော့ပါဘူး။ဒါမှကျွန်တော်မြတ်တက်ပြတော့ဟာခင်ဗျတက်ပြတော့ဖြစ်မယ်။ ွားရည်သုံးရနဲ့ပြည်တော်တက်ဖြစ်မယ်ဒုတာဝဲအရေးသုံးပါ့ကိုဥထိတ်ထားတဲ့တက်ဖြစ်မယ်ပြည်သူတွေရဲ့အတိုက်အဝဲစီးစိမ်လူတွေကိုကာဝယ်ဆောက်ရှောက်ပေးနိုင်တယ်ခင်ဗျတက်မှာဖြစ်မယ်စကားကိုပေါ်လို့ပက်စာတွေပြောနေတာနော်ဘယ်တော့မှမများစစ်ကောင်ဆီကနေပြီးတော့မှပြည်သူတွေရဲ့ နေအိုးရင်တွေကိုဆောင်းရှော့ပေးဖို့လို့လဲသူတို့လို့တက်တာတကွာတော့မီးရှို့မယ်ပြီးသူတွေမြင်တယ်ဆိုရင်မင်းကလေးတို့မရင်ချင်းတက်ဖြတ်မယ်ကျတို့ဒီအမျိုးသားတွေဆိုလဲပေါ့နော်ပေါ်တာဆွဲဖန်းစီပြီးတော့မှရှေ့တန်းမှာသူတို့အနေနဲ့အတင်းဝင်လုံးခိုင်းမယ်ဆိုတဲ့ပုံစံမျိုးတွေကိုစစ်ကောင်စစ်နေပြီးတော့မှခက်ဆက်ဆက်ချေတုံးလာတာပြီးတော့မှအခုဆိုရင်သူတို့အနေနဲ့ပေါ့နော်ဟိုတလောဘက်ခက်တက်ကနေပြီးတော့မှပြည်သူလူထုကိုနှိမ့်စင်နေမြဘုံချတက်ခတ်နေတဲ့စစ်ကောင်စီလေးတက်ကအရာရှိတွေရဲ့စိုင်းတွေထွက်ပေါ်လာပြတဲ့နောက်ပိုင်းမှာဖျက်တီးတွေကြောင်းမဆိုပြီးတော့မှပေါ့နော်မဲမဲမြာအခုဆိုရင် ဖျက်တီဖော်ထုတ်ရေးစစ်စင်ရေးတွေစတင်မယ်ဆိုပြီးတော့မှအားချောင်းနေတာပဲဖြစ်ပါတယ်။သူတို့အနေနဲ့ပေါ့နော်ဖျက်တီတွေကိုဘလော့ပဲဖော်ထုတ်ချင်နေပါဆိုကျွန်တော်တို့ဘက်ကနေပြီးတော့မှအခုဆိုရင်အသွင်ပိုင်းရောက်ပြင်ပိုင်းမှာပါသူတို့ကိုထုံးနေတက်ခိုက်နေတာဖြစ်ပြီးတော့မှကြာခင်မှာတော့သူတို့ရဲ့နေဝင်ချင်ကရောက်ကိုရောက်လာမယ်ဆိုတဲ့အကြောင်းဒီနေရာကနေဒီဘောမိုက်ကွက်နဲ့ပေါ့နော် လော်ဘီတိုက်ကိုတခါတည်းတတိပေးလို့ပါတယ်။ ောက်ထပ်ဗီဒီယိုတပုတ်နေတဲ့ပေါ့နော်ပြောင်းကြရနေပြီးတော့မှစကောင်စီတပုတ်ဝင်တွေကိုကျွန်တော်တို့ကနေပြီးတော့ဖန်ဆင်းရမိတယ်ဆိုရင်ဘယ်လိုမျိုးတွေလုပ်လဲဆိုပြီးတော့ပေါ့နော်ဘောလိုဘက်စာဝါရဖြန့်ပြောဆိုနေတာပဲဖြစ်ပါတယ်ဒီကောင်ဘယ်လိုမျိုးတွေပြောမလဲဆိုတော့ကျွန်တော်တစ်ချက်လောက်ကြည့်လိုက်ရအောင်နော်စီးရဲတဲ့အနေနဲ့ကထန်တလန်ဘက်သွားရအောင်နော်ထန်တလန်နဲ့ဒီချင်းပြည်နယ်ပေါ့ချင်းပြည်နယ်အခုဖလန်းမှာလဲတိုက်ပွဲတွေပြင်းထန်နေတယ်ထန်တလန်မှာလဲတိုက်ပွဲပြင်းထန်ထန်တလန်ကတော့ဒီဘာကြားတဲ့မျိုးဖြစ်တဲ့အတွက်ကြောင့်မလို့အဲတက်မလို့အနေနဲ့လုံးဝအကြမခံမဲနဲ့ အဲဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ထိန်းတာတာရှိတယ်အဲ့တော့ထိန်းတာရင်းနဲ့တက်ဘလော့အနေနဲ့ကအခုထိုးစစ်တွေပြန်ဆင်နေတယ်တိုင်းတာရှိတယ်ပေါ့နော်ထိုးစစ်ပြန်ဆင်ပြောတာပဲနော်ထိုးစစ်ကလည်းလည်းရုံးကန်ရတဲ့အခြေအနေရှိတယ်ထိုးစစ်ဆင်ပြီဆိုရင်ကဒါကတနည်းအားဖြင့်အခြေအနေကောင်းလို့ပေါ့လေနော်အခြေအနေကောင်းလို့ထိုးစစ်ဆင်တာပါကိုကိုရုံချင်လို့ထိုးစစ်ဆင်တာပါခံစစ်ကနေပြီးတော့အဲ့တော့ထိုးစစ်တွေအဆက်လက်ဆင်နေတော့ညာလည်းပဲနည်းနည်းလေးရုံးကန်နေရတဲ့အတိုင်းတာတွေရှိတယ်ကိုဘက်ကမနေကအထီပေါ့နော်အဲကျွန်တော်တို့ဘေးဆက်မှုတချို့ရှိတယ်ဘေးဆက်မှုတချို့ရှိတယ်စိတ်မကောင်းစရာဖြစ်တယ်နော်အဲနောက်တစ်ခုကလည်း အဲခင်ဗျားတို့စစ်တီရဲ့အနေနဲ့တိထားမှာပါလဲဆိုတော့လေစစ်တုံပန်းမိရင်စစ်သေးကြတဲ့ပုံကပါမင်းတို့ငွေချင်းတွေပဲတော့ဘာညာဆိုပြီးတော့ခင်ဗျားတို့လက်နဲ့ချခိုင်းမယ်ချော့မော့ပြီးလက်နဲ့ချခိုင်းမယ်အဲ့လိုလက်နဲ့ချခိုင်းတဲ့သူတော်မှပဲထိုးလာကန်လာကြိတ်လာခင်ဗျားတို့အဲ့တော့ကိုယုံတဲ့သူကလည်းယုံတာပဲနော်ထားပါတော့သူတို့ခေါ်သွားလို့ဥမာဖြစ်သူတို့စစ်တုံပန်းပြရဲ for show လုပ်ဖို့အတွက်ထားကောင်းထားနိုင်တယ်ဒါပေမဲ့ခင်ဗျားတို့ထမင်းကျွေးဖို့လုံကြုံရေးပေးဖို့နော်ဆိုတာရန်ကို တို့တအန်ရည်ကြီးတဲ့ကိစ္စဖြစ်တယ်တို့တအရန်ကိုဝင်လေးတဲ့ကိစ္စဖြစ်တယ်နော်အဲ့တော့ကြောင့်မို့လို့ခင်ဗျားတို့မတတ်ပါဘူးဆိုတာကခင်ဗျားတို့အမတကယ်ယုံကြည်နေသေးတာစစ်တီကိုမေးချင်တာအဲ့တော့ခုနက6ရက်စစ်တီ6ရက်ဟာဘာမှမလုပ်ပါဘူးဆိုပြီးတော့ခေါ်သွားတာလုံးဝလုံးဝလမ်းမှာပဲအပြောက်ရှင်းခံရရပါတယ်ဘာလို့ပဲစားရည်နော်ကျွန်တော်တို့တွေ့တွေ့ပါလိမ့်မယ်ဗျာကျွန်တော်တို့ဒီအခု online media ဆိုရှယ်မီဒီယာဝတ်တက်နေတဲ့ဗီဒီယိုကျွန်တော်နေနေမပြောချင်သေးပါဘူးအဲ့တော့ ဘာမင်းတို့ဘာမှမလုပ်ဘူးထိုးလို့ရကြံလို့ရဆိုပြီးတော့လူတွေကိုကန်လာမျက်နှာတွေကိုလှုပ်ချင်တိုင်းလှုပ်တာဒီလိုလူမျိုးတွေကမတတ်ပါဘူးဆိုတာခင်ဗျားတို့ယုံနေကြရမယ်နော်အဲ့တော့စစ်သားတွေအနေနဲ့ကလည်းယုံမလွယ်နဲ့နော်ယုံမလွယ်နဲ့ကိုကစစ်မြေပြင်မှာဒီ PDF တပုံတွေဆိုတာဟာကျွန်တော်ဟိုမြန်မာနိုင်ငံမှာရှိသမျှတပုံတွေတပုံတွေအားလုံးထဲမှာအောက်တန်းအစားအကျဆုံးတပုံတွေဖြစ်တယ် NGP PDF အောက်စုဆိုတာနော်အဲ့တော့ခင်ဗျားတို့မှယုံကြည်နေသေးတာတော့ကျွန်တော်တို့ဒါတော်တော်ကြီးကိုအံ့ဩမိတယ်အဲ့တော့ အခု6ရောက်ကိစ္စအဲဒါကျွန်တော်နေပြည်တော်ရကျွန်တော် confirm လုပ်နိုင်ခဲ့ပါတယ်ဟုတ်ပါလဲနော်လမ်းမှာပဲသူတို့စစ်တုံးမှန်ကိုတက်ပြပြီးတော့ထားခဲ့တယ်ဆိုတော့အတင်းတိကျရခဲ့ပါတယ်ဗောနော်အထံတလမှာလည်း2ရောက်ပေးဆက်လိုက်ရတယ်အဲဒါကလည်းအရှိတရားဖြစ်တယ်ပြောင်းကြတော့သူတို့ခုဆိုရင်စစ်ရှုံးနေတာကိုကြိုတိနေလို့ဗောနော် ဒီလိုမျိုးအောက်ခြေရစစ်သားတွေကို water film ကြောက်စွနေတာပဲဖြစ်ပါတယ်ကျွန်တော်တို့ကလည်းပြည်မသူတို့ကိုကောင်းကောင်းမမနဲ့ဘူးနော်သူတို့ကိုကျွေးမွေးထားတယ်ဆိုတာကိုဒီစစ်ကောင်စီတပ်ဖွဲ့တွေကလည်းပြည်မလည်းတရားလေးဝန်ခံပြောဆိုထားတာမို့လို့ကျွန်တော်တို့ကလည်းပြည်မလှုပ်ချန်ဇာလမ်းမျိုးတွေဖန်တီးထားတာမျိုးမရှိဘူးဆိုတာဒီအောက်ခြေရစစ်သားတွေတည်တည်နေတာပဲဖြစ်ပါတယ် ဒီလိုမျိုးပေါ့နော်ဒီစစ်ကောင်စီရာရှိတွေရောအခုဆိုရင်စစ်လော်ဘီတွေကနေပြတော့မှကျွန်တော်ဘက်ကနေပြတော့မှဒီစစ်တုံးပါတွေကိုဖမ်းဆီးတပ်ဖြတ်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ warrant ဖြန်ပြောဆိုနေကြတာမို့လို့အောက်ခြေသက်သားတွေကိုထုံမပြေးနိုင်အောင်ပေါ့နော်ဒီလိုမျိုးနီလန်းတွေနဲ့ချုပ်ကန်ပြောဆိုထားကြတာကိုကျွန်တော်အခုဆိုရင်တွေ့နေရတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်နောက်ဆုံးဗီဒီယိုသဘောနေနဲ့အခုဆိုရင်ထိုင်းလွတ်တော်မှာကျွန်တော်ထိုင်းဆွေရနဲ့ပေါ့နော်တွေ့ဆုံဆွေးနွေးခဲ့တဲ့ဒီ CRPH ကအဖွဲ့တွေနဲ့ပတ်သက်ပြီးတော့မှကိုစီကနေပြတော့မှတရင်စကားပါလိုက်တာပဲဖြစ်ပါတယ်ကိုစီဘယ်လိုမျိုးတွေပြောမလဲဆိုတာကျွန်တော်စပြတော့မှကြည့်လိုက်ရအောင်နော်ဒီ ပြောင်းစုဖြစ်တော့ကုစားပြု comedy CRPH ကတာဝန်ရှိတဲ့လူတွေက time တော်တော်လေးမှလာရောက်ပြီးတော့ lesser data ဒီနေ့အေးချမ်းရဲ့အပါဝင်ခေါင်းစဉ်နဲ့အခြားကိစ္စတွေလာရောက်ဆွေးနွေးတာဖြစ်ပါတယ် time တော်တော်ရဲ့ဖိတ်ကြားချက်ကတော့အခုလိုဖိတ်ကြားပေးတဲ့ time တော်တော်ကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ဟုတ်တယ်တို့မြန်မာပြည်သူတွေရဲ့ခေါင်းဆောင်ဘယ်သူလဲဆိုတာခင်ဗျားတို့အပါဝင်တစ်ကမ္ဘာလုံးကတည်ပါတယ်မြန်မာပြည်သူတွေဒီဘယ်သူတွေကိုလက်ခံလဲဘယ်သူတွေကိုလက်မခံဘူးလဲဆိုတာအားလုံးအတိပဲဖြစ်ပါတယ်ဒါကိုလည်းလက်ရှိ လူလက်ခံပေးတဲ့အတွက်ထိုင်းလွတ်တော်နဲ့ကျေးဇူးတင်ပါတယ်အဲ့တော့ထိုင်းလွတ်တော်ထဲမှာတင်သွင်းတဲ့ကျွန်တော် NDCRP ကတာဝန်ရှိတဲ့လူတွေရဲ့စကားထံကိုလည်းထိုင်းနိုင်ငံအမည်နဲ့တည်တည်ထားထားနားထောင်ပြီးတော့မစင်စားပေးစီခြင်းနဲ့လှုပ်ပေးစီခြင်းဘာဖြစ်လို့လဲလက်ရှိထိုင်းနိုင်ငံကိုအကြောင်းမျိုးကြောင့်ခိုးရတဲ့လူတွေရှိပါတယ်အဲ့တော့တရားမဝင်ငဇက်ဖြတ်ကျော်တဲ့အတွက်ထိုင်းနိုင်ငံဥပဒေနဲ့ဒီလူတွေရဲ့ညှိပါတယ်နော်ဒါပေမဲ့တရားဝင်ရောဝင်ခွင့်ရှိတာဒီလူတွေဒီဘာကြောင့်ဝင်ရတာလဲအဲ့ဒီအပိုင်းတွေမှာထက်ရောက်စဉ်းစားဖို့လိုအပ်တယ် တော့နံပါတ်1တရားဝင်ဝင်ခွင့်ရှိတာတော့တရားဝင်ဝင်လို့မရပါဘူးဘာဖြစ်လို့နေဆက်ထွက်ပေါက်တွေကိုအဓိကစစ်ကောင်စီကအုပ်ချုပ်ထားတယ်နိုင်ငံရဲ့ passport ကိုစစ်ကောင်စီကအာဏာသိမ်းခံတာဖြစ်နေတဲ့အတွက် passport ထုတ်ပေးနိုင်တဲ့ရုံးတွေဒီအာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီရဲ့လက်အောက်မှာကြားရောက်နေတဲ့အတွက်ကျွန်တော်တို့မြန်မာနိုင်ငံသားတွေကနိုင်ငံခြားကိုထွက်မယ်ဆိုရင်တရားဝင်ထွက်လို့မရဖြစ်နေတယ်တရားဝင်ထွက်မယ်ဆိုရင်စစ်ကောင်စီရဲ့ထိတ်ထုတ်မှုအောက်ကနေထွက်ရမှာအဲ့တော့နောက်ဆိုနောက်တစ်ချက်ကဘာဖြစ်လို့မြန်မာပြည်သူတွေကအနည်းဆက်လုံထိုင်းနိုင်ငံကဝင်ပြေးလာကြတာလဲပုံမှန်ဘူးတည်ပါလေလက်ရှိမြန်မာနိုင်ငံမှာအာဏာသိမ်းသားပါတယ် နော်စီရီယံလောက်တဲ့ပုံကိုယ်တွေကစပြီးတော့ဒီစစ်အာဏာတင်းထားတာကိုလက်မခံတဲ့လူတွေအစုံနောက်တစ်ခုကလူလက်ရှိမတရားနဲ့စစ်မှုထမ်းဥပဒေပြတ်တမ်းပြီးတော့ပြည်သူပြည်သူချင်းအသေးခံခိုင်းနေတဲ့ကိစ္စတွေအပါအဝင်ပြည်သူအားလုံးကနိုင်ငံထဲမှာနေထိုင်လို့မရတော့တဲ့အတက်ဘေးလုံခြုံမှုမလုံခြုံတဲ့အနေအထားမှာဒီစက်ရနော်ထိုင်းဆိုတာမြန်မာနဲ့ညီကိုမောင်မတို့နေခဲ့တာဖြစ်တဲ့အတွက်အဒီစက်ဆုံးထိုင်းနိုင်ငံကိုဝင်ပြေးကြတာပါဟုတ်တယ်အဲ့တော့အနေအထားမှာတရားဝင်ဝင်ခွင့်မရှိတဲ့အတွက်ခိုးလန်းကဝင်လာပြီးတော့ဝင်ပြေးရတာ နော်စီးပွားလာရှာတဲ့လူအခုနောက်ပိုင်းမှာမရှိတော့ဘူးရှားပါဘူးအားလုံးကနေလို့မရတော့ဒီနိုင်ငံလာပြီးတော့ဒီမှာအလုပ်လာလုပ်ပြီးတော့ဝေးရေးအတွက်ဒါရောက်ဖြည့်ရှင်းရတဲ့လူတွေဖြစ်ပါတယ်အဲ့တော့အဲ့လိုအနေထားမှာဖမ်းခံကြည့်တယ်ဖမ်းခံကပေးတဲ့ပြစ်ဒဏ်တွေကိုခံယူရဖမ်းခံကြည့်တဲ့လူတွေကပြီးလို့ချင်းပြန်လည်လက်ခံတဲ့နေရာမှာအဲ့ဒီအကြမ်းဖက်စစ်ကောင်စီလက်ထဲကိုထည့်နေရတာဒီကျွန်တော်တို့တေတွေးထဲကိုအဲ့ဒီလူတွေကိုတွားပို့နေတာလည်းအတူတူပဲဖြစ်ပါတယ်ဒါကို CRPH နေနေတဲ့ထိုင်းလူတော်ထဲမှာတိတိကျကျတည်တည်လောင်လောင်ဆွေးနွေးနိုင်ဖို့အရေးကြီးပါတယ်အားနာစရာအကြောင်းမရှိပါဘူးဘာဖြစ်လို့လဲဒီလိုကျွန်တော်တို့မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ပြဿနာမျိုး ထိုင်းနိုင်ငံမှာဖြစ်ပေါ်လာမယ်ဆိုရင်လည်းကျွန်တော်တို့နိုင်ငံဟာထိုင်းနိုင်ငံကိုမိတ်ဆွေကောင်ပီတာဆိုတာထိုင်းနိုင်ငံသားတွေကိုလက်ခံပေးရပါမယ်ဒါအိနီးနာချင်းတိုင်းကြည့်လိုင်းတာဆောက်ထင်းရမယ်ကျင့်ဝတ်တိတ်ခါတွေပဲဖြစ်တယ်အဲ့တော့အဲ့လိုအနေထားမှာအခုရန်သူလက်ထက်ကိုတွားထက်နေတာဒီကျွန်တော်တို့မြန်မာပြည်သူအားလုံးရဲ့အတက်အိုးရင်စီးစိမ်ပေအောင်လို့ပေပြင်းနဲ့တွားပို့နေတာလည်းအတူတူဖြစ်နေပါတယ်เนาะအဲ့တော့ကျွန်တော်အင်အားစုတွေနှဲရှိတယ်အဲ့တခုရှိတယ်ဖမ်းကန့်ချင်းတဲ့ပြည်သူတွေကိုပြစ်ဒဏ်ပေးလို့ပြန်လွတ်တဲ့နေရာမှာเนาะသူတို့ဖမ်းကန့်ချင်းတဲ့ပြည်သူတွေစံနာကစစ်ကောင်စီလက်ထက်ကိုပို့ပါဆိုပြီးပို့လိုက်ပါ ကိုစီပြောတဲ့အရာကိုရှင်းတယ်နော်ကျွန်တော်ခုဆိုရင်ထိုင်လို့တော့မှာ CR page ကနေပြီးတော့မှကိုစားတခွင့်ရတာပြမ CR page အနေနဲ့လဲကျွန်တော်တို့ထိုင်ဆရာစီမှာကျွန်တော်တို့ဒီထိုင်ရောက်မြန်မာပြည်သူတွေအတွက်ပေါ့နော်ဒီ chart လေးကိုဆွေးနွေးတင်ပြတင်တာပဲဖြစ်ပါတယ်ကျွန်တော်တို့အခုဆိုရင်ထိုင်ရောက်မြန်မာပြည်သူပြည်သားတွေရပါပေါ့နော် ဖန်ဆိုရနဲ့အာနာပိုင်တွေဖန်ဆီချွန်ခံရတာပြမဖမ်းမိပြီဆိုရင်လက်စစ်ကောင်စီလက်ထက်ကိုဒီခဏခဏပေါ့နော်ထိုးကျွေးခံရတာပဲဖြစ်ပါတယ်ဆိုတော့စစ်ကောင်စီကနေပြမလက်ခံပြတဲ့အချိန်မှာသူတို့အနေနဲ့တတတစ်ဖြစ်ဆူဆောင်းပြတော့မှကျွန်တော်လည်းပေါ့နော်လူတွေကိုလည်းသူတို့ကနေပြတော့မှဒီငွေကြီးတောင်းခံတာတွေပြီးဆက်တိုက်လို့ဆောင်နေတယ်လို့ကျွန်တော်တို့ကြားတဲ့ရတာပဲဖြစ်ပါတယ်ဒါရီလက်ထန်ဆိုရဘက်ကနေပြမတေချာလေးကိုနားထောင်ပြမပေါ့နော်ကျွန်တော်တို့ဒီတော်လိုင်းအဆိုးရတွေနဲ့ပူပေါင်းပြမလှုပ်ဆောင်ပေးမယ်ဆိုရင်ကျွန်တော်တို့ဘက်ကနေပြမလည်းပေါ့နော် နေတိုင်းမှာရှိတဲ့ညီကိုတွေရောပြီးတော့မှကျတို့ဒီတော်လိုင်းမှာပူပုံပုံနေကြတဲ့ပြီးသူအားလုံးအတွက်ပေါ့နော်အားစေတစ်ခုပြပြီးတော့မှကျတို့ဒီတော်လိုင်းမှာတော့ဒီထက်ပုံပုံမှာကောင်းမှာလဲပေါ့နော်ဒီအနာကရှေးရဲ့တရင်တွေကိုကြားမှာပဲဖြစ်ပါတယ်ဆိုတော့ကျော်ဒီနေ့မှာလည်းပိုင်းပြီးတော့ဒီနေ့မှာပဲဆုံးသက်ချင်ပါတယ်စာဆုံးကြည့်ရှုပေးကြတဲ့မိဘပြည်သူများလုံးအထူးကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံပြီးတော့မှတာယာရဲ့ channel နေလေးပန်ဆိုင်ကြပါစေလို့ကျွန်တော်ဒီနေ့ကနေစုမကောင်းတောင်းပေးလိုက်ပါတယ်